မြန်မာနိုင်ငံမှာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုအမေရိကန်အစိုးရကအတိအလင်းရှုတ်ချဖို့လွှတ်တော်အမတ်တွေကတောင်းဆိုခဲ့ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရဲ့အကြမ်းတမ်းနဲ့ပတ်သက်လို့အမေရိကန်လွှတ်တော်အတွင်းနိုဝင်ဘာလ19ရက်နေ့မှာကြားနာမှုအစီအစဉ်တစ်ရပ်ပြုလုပ်ခဲ့ပါတယ်အဲ့ဒီကြားနာမှုနဲ့ပတ်သက်ပြီး American အလွှတ်တော်အမတ်တချို့ကပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့တာပါကြေညာချက်ထဲမှာအဲ့ဒီကြားနာမှုအစီအစဉ်ဟာမြန်မာပြည်သူတွေရဲ့လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီတိုက်ပွဲဝင်မှုတွေကိုပါတီဇွဲတွေမပါဘဲလွှတ်တော်တရက်လုံးက အားကောင်းတဲ့ထောက်ခံမှုမျိုးပြသခဲ့တယ်လို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းပြီးဒီမိုကရေစီပြည့်ဝတဲ့အနာဂတ်ကိုအားပေးထောက်ခံကြောင်းပြသမှုတစ်ခုအဖြစ်အမေရိကန်အစိုးရအနေနဲ့မကြာခင်မှာအာနာသိစကောက်စီတက်ကကြီးမှုကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအလင်းရှုတ်ချဖို့လဲလွှတ်တော်အမတ်တွေကတောင်းဆိုခဲ့ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတူအရာတစ်ခုသာဖြစ်တယ်လို့လည်းကြေညာချက်ထဲမှာပါရှိခဲ့ပါတယ်။လွှတ်တော်ကျမ်းနာပွဲကိုလေးလာဆောက်ကြည့်သူအမေရိကန်မြောက်မြမအရေးတက်ကြွလို့ရှားသူဦးချင်းရွှေက ကြားနာပွဲကိုဥဆောင်တဲ့အမတ်တွေရောတက်သေးလာထွက်ဆိုတဲ့အမတ်တွေရောအကုန်လုံးကစစ်တပ်ရွေးကောက်ပွဲကိုအထူးအယောင်ဖြစ်တယ်ဆိုတာနဲ့စစ်တပ်ရွေးကောက်ပွဲကိုလက်မခံကြောင်းတရားဝင်စာထုတ်ဖို့တိုက်တွန်းပြောဆိုသွားတယ်လို့ People's Wing ကိုပြောပါတယ်။ American အပေါ်ဝင်အနောက်နိုင်ငံအများစုကစစ်တပ်ရွေးကောက်ပွဲကိုလက်ခံတဲ့နိုင်ငံမရှိပဲလက်ခံတဲ့နိုင်ငံတွေဟာကန့်ကွက်ခံရမယ်။နမည်ပြတ်မယ်လို့ဦးချင်းရွှေကသုံးသပ်ပါတယ်။လွတ်တော်အမတ်တွေက American အစိုးရအနေနဲ့မြမအချက်တွေကို American ကအထီးထွေကန့်တွေဖြေရှင်းရမှာ။ ပုံမထိရောက်စေမဲ့အထူးကိုယ်စားလှယ်တူခန့်အပ်ထားဖို့လေသမရဒေါ်နယ်ထရမ့်ရဲ့အစိုးရကိုတိုက်တွန်းခဲ့ပါတယ်မြန်မာနိုင်ငံမှာပြည်တွင်းစစ်နဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေကြောင့်နေရဆွန်ခွာထွက်ပြေးနေရတဲ့အစ်စ်ဆောင်တွေကိုနိုင်ငံတကာအတိုက်အဝန်းကဆက်လက်အကူအညီပေးကြဖို့လေလွှတ်တော်အမတ်တွေကအားပေးအကြံပြုထားကြပါတယ်အမေရိကန်ဟာလွတ်လပ်မှုဂုဏ်သိက္ခာဒီမိုကရေစီအနာဂတ်တွေကိုအပူတပြင်းတောင်းတလိုလားနေတဲ့မြန်မာပြည်သူတရက်လုံးနဲ့အတူဆက်လက်ရည်တည်နေဖို့လိုလားတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ် အာနာသိန်းစိုးစုဟာအမေရိကန်အစိုးရနဲ့လွှတ်တော်ကသူတို့အပေါ်ဆက်ဆံရေးကောင်းလာစေဖို့ဒေါ်လာတန်ပေါင်းများစွာနိုင်ငံဗန်နာငွေအကုန်ကျခံပြီး lobby company တွေငှားရမ်းထားတယ်လို့သိရပါတယ်ရှင်